ချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်မများမင်္ဂလာပါလို့ခရစ်တော်ဤနာမဖြင့်နှုတ်ခွန်းဆက်မြတ်တာပို့သားပါတယ်ဒီနေ့မှာတော့ဖြစ်ရင်136ချိန်မြောက်သောစာလံအပိုင်ငယ်16ဒီပိုင်းအကျွန်ုပ်ဒီမြေကြီးပေါ်မှာဧည့်သည်ဖြစ်ပါ၏ပြညတ်တော်တို့ကိုဖွက်ထားတော်မူပါနှင့်လို့ပြောပါတယ်နော်စာလံရှာဒါဝိမင်းကြီးပဲဖြစ်ပါတယ်နော်ဘုရားသခင်ကိုပြညတ်တော်ကို ဖွက်မထားဘို့နော်သူဒီမြေကြီးပေါ်မှာဧည့်သည်ဖြစ်တယ်ဆိုသူအကျွမ်းမဲ့ဘုရားသခင်ရှေ့မှာသူဝန်ခံတယ်။ရောက်ဒီနေ့ကျွန်တော်လည်းပဲမြေကြီးပေါ်မှာဧည့်သည်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဟာလာဝန်ခံဖို့ဖြစ်ပါတယ်။နောက်တစ်ချက်ကပြည့်ညတ်တော်တို့ကိုဖွက်ထားတော့မမှုပါနဲ့လို့ပြောပါတယ်။ဘာကြောင့်လဲလူဟာဗျာဒိတ်တန်မရှိရင်ကျွန်တော်ဆုံးရှုံးမယ်လို့ပြောပါတယ်။နော်ဗျာဒိတ်တော်အတန်မရှိရင်ဆုံးရှုံးမယ်။ပြီးတော့ ဘုရားသခင်ရဲ့ဗျာဒိတ်အတန်ဖြစ်တဲ့ပြည့်ညတ်တော်တွေကိုလည်းဖွက်မထားဘဲနဲ့သူ့ကိုဖော်ပြပေးပြီးတော့မှသူအဘယ်ကဲ့သို့လောကမှာနေတဲ့အခါအသက်ရှင်လိုက်လျှောက်ကြင့်ကြံနေထိုင်ရမလဲဆိုတာကို तू ကလိုလိုလားလားဘုရားသခင်ကို တောင်းဆိုတော့ဘယင်ဖြစ်ပါတယ်။တယောက်ဒီနေ့ကျွန်တော်တို့လည်းပဲလောကမှာနေတဲ့အခါမှာပြည့်ညတ်တော်ဆိုတဲ့ဘုရားစကားကိုကျွန်တော်တို့ဒီအဘယ်ကဲ့သို့ခံယူ အဘယ်ကဲ့သို့လိုက်ရှောင်ရမလဲဆိုတော့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ကိုစစ်စစ်ပဲကြည့်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဆာလန်ဆရာဒါဝိမင်းဒီလောကမှာသူနံပါတ်1တစ်ချက်ဧည့်သည်ဖြစ်တယ်ဆိုတာကိုသူဝန်ခံတယ်။နော်ဧည့်သည်ဖြစ်တယ်သူဒီဘယ်ကလာပြီးဘယ်ကိုပြန်ရမလဲဆိုတာလည်းသူသိတယ်။ဒါကြောင့်မို့သူကဘာပြောတယ်ဆိုရင်အကျွန်ုပ်ဒီအမိဝမ်းထဲမှာပဋိသေဒီဆွဲစဉ်မှာပင်ကျွန်ုပ်ဒီအပြစ်ပါပါ၏လို့ပြောပါတယ်။နော်သူဒီ အပြစ်သားဖြစ်တယ်။သူသည်လောကမှာဧည့်သည်ဖြစ်တယ်။သူသည်ဖျားပြညတ်တော်မရှိရင်သူသည်ဟာလာအမှောင်ထဲမှာလမ်းလျှောက်ရတယ်လို့မျိုးဖြစ်တယ်ဆိုတော့သူ့ဘဝကကောင်းကောင်းမြေကြီးပေါ်မှာဧည့်သည်ဖြစ်တယ်ဆိုတော့ကောင်းကောင်းသူနားလေသဘောပေါက်တယ်။ဣတိလလိမျိုးတွေရဲ့ဘယင်တစ်ပါးဖြစ်ပါတယ်။ဒါရောက်ဒီနေ့ကျွန်တော်တို့လေပုရုဇဉ်လူသားလောကီသားကဘာမှကျွန်တော်တို့အသက်ရှင်ရပ်တည်လာတဲ့လူဘဝသက်တမ်းလေးပေါ်မှာ ကျွန်တော်တို့ဒီ ဧည့်သည်ဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့မေ့ထားလို့မရပါဘူး။တချို့များဆိုရင် လောကမှာဧည့်သည်မဟုတ်တယ်လို့ပဲလောကမှာဟလာနှစ်ပေါင်းများဆိုတာအသက်ရှင်နေထိုင်ရမယ်လို့ဟလာအဲအဲ့ဒီလိုမျိုးပုံစံရင်းနဲ့အသက်ရှင်တတ်ကြတယ်။နော်ငါဆိုတဲ့အတ္တသဘောနေနဲ့ပြေဝဆိုတာအသက်ရှင်ကြတာကိုကျွန်တော်ဝမ်းနေဆိုတာတွေ့မြင်ရတာကိုလည်းဝမ်းနေစရာရှိပါတယ်။ဒါကြောင့်မို့အရင်ဒေသနာတော့ဘလောက်ပဲကျွန်တော်တို့ဒီသက်တော်ရှိပါစေလို့နော် 900ကျော်ဟာလား1000ဘူးမှမပြည့်ပါဘူးเนาะ RNA ဧဝအမျိုးနွယ်ပြီးတော့ဘုရားသခင်သတ်မှတ်ချက်အရပေါ့120မှာတော့ဖြစ်ရင်လေတရား120ဝန်းကျင်မှာပဲအားလုံးဒီနေ့ဧည့်သည်ဖြစ်တဲ့အတွက်အားလုံးမြင်မှုန့်မှလာသောကြောင့်လူသည်မြင်မှုန့်မှပြန်ရမယ်လို့ကပ္ပဝုချမ်းမှာအတိလင်းပေါ်ပြထားတယ်ဘုရားသခင်ကเนาะမြင်မှုန့်ကသင်သည်လာသောကြောင့်เนาะသင်သည် မြေမှုတ်မှထွက်သောအသေးနံကိုသင်နဖူးကချွေချေမှအထိကြအောင်သင်ရဲ့လက်တွေခြေတွေဟောက်ရလက်ရှာအလုရှာသက်ဝင်ကိုင်တွဲစိုက်ပြိုးထွန်ရက်မှသာလင်သင်သည်စားတော့ရမယ်လို့ဘုရားသခင်ပြောတယ်။နောက်တစ်ချက်ကသင်သည်မြေမှုတ်ဖြစ်သောကြောင့်မြေမှုတ်သူပြန်သွားရမည်။နောက်အသက်ဝိညာဉ်ကဘယ်ကို ပြန်သွားမလဲ။ကျွန်တော်တို့ကအသက်ဝိညာဉ်ကဘုရားသခင်ကမှုတ်သွင်းသောကြောင့်တဲ့။ဒါကြောင့်ခန္ဓာကိုယ် မြေမှုတ်ဒီမြေကြီးတဲ့ပြန်သွားပြီးတော့မှအဲ့ဒီဟိုဝိညာဉ်ခန္ဓာပေါ့နော်ဝိညာဏခန္ဓာလို့ပြောရကျမ်းစာအဲ့ဒီဝိညာဏခန္ဓာကတော့ဖြစ်ရင်ဖျားနဲ့အဆက်ရရင်ဖျားစီပြန်သွားဖျားနဲ့အဆက်အသွယ်ပေါ့နော်ပြန်မရရင်ဒီနေ့မရဏနိုင်ငံတနည်းအားဖြင့်ကတ်နဲ့လောင်တော့မိအိုင်တဲ့ကျွန်တော်ပြန်သွားဒါကတော့ဖြင့်ဒီနလန်းကိုတော့ကျွန်တော်တို့အဲ့လောကမှာဧည့်သည်ဖြစ်စဉ်ခါမှာကျွန်တော်တို့ရွေးချယ် ထားဖို့ရအင်မတန်မှအရေးကြီးပါတယ်။ဒါကြောင့်မို့ဒီနေ့လောကမှာကျွန်တော်တို့ဒီဧည့်သည်ဖြစ်ကြောင်းကိုရှာလန်စရာကဲ့သို့ကျွန်တော်တို့တကယ်ပဲသင်္ခါရသဘောတရားကို ကျွန်တော်တို့နားလည်ဖို့ဖြစ်တယ်။ဒါကြောင့်ချက်တော်ဓမ္မမေရွှေကျွန်တော်တို့ဒီမြေမှုတ်ဖြစ်ကြောင်းကို သူ့ကိုယ်သူ အောက်မိတယ်နော်။အကျွန်ုပ်ဒီမြေကြီးပေါ်မှာဧည့်သည် ဖြစ်တယ်ဆိုတော့လေသူ့ကိုယ်သူသိတယ်ရှာလန်စရာကနော်ကျွန်တော်တို့ဧည့်သည်ပဲဧည့်သည်ဆိုတော့လောကကြီးထဲရောက်လာမယ် လာသတ်မှတ်ခြင်းတက်တန်းပြည့်ရင်လာနှစ်တစ်ထောင်ကာလသတ်မှတ်ချက်အတိုင်းနှစ်900ကျော်ပြန်ကြရတယ်နှစ်120သတ်မှတ်တဲ့အတိုင်းမိုးဇက်တို့လည်းပြန်ရတယ်လာဆာလန်ဆီယာဒါဝိလည်းနှစ်90သတ်မှတ်တဲ့ခုနှစ်မှာကျွန်တော်တို့အားလုံးပြန်ရတယ်လို့ပဲဒီကနေ့ကျွန်တော်တို့ဒီလူ့ဘဝတက်တန်းရဲ့90မှာတော့အားလုံးဒီညီကြီးပေါ်မှာကဘာပေါ်မှာရောက်လာကြတယ်ဧည့်သည်เนาะဒါကိုကျွန်တော်တို့မမေ့ဖို့ဖြစ်တယ် ဟိုဧည့်သည်ဆိုတာလောကမှာခဏတာနေစဉ်ခါဟာလာပြီးရင်ကျွန်တော်ဘဲကိုကျွန်တော်တို့အိမ်ဘဲပြန်မလဲဆိုတာကိုတော့ကျွန်တော်သိကြကြကကနနာသိထားဖို့အင်မတန်မှာအရေးကြီးပါတယ်ချက်တော်ဓမ္မမရှိတယောက်မို့ကျွန်တော်ဒီဧည့်သည်ဖြစ်တော့ကြောင့်ဒီနေ့တယောက်သခင်ရှုခရစ်တော်ကဘာပြောသလဲနော်ကျမ်းချက်တစ်ချက်မှာရှမ်းမှာ7:25လောက်ငောက်ယုံကြည်တော်သူဒီသေလွန်တော်လဲရှင်းလိမ့်မယ်ဘာကရှင်းပါလဲနော်ဝိညာဉ်ကရှင်းတာဖြစ်ပါတယ် ငါ့ကိုယုံကြည်တော်သူတွေသေလွန်တော်လဲဆိုတော့ယုတ်ခန္ဓာယုတ်ခန္ဓာကဟာလာပျက်စီးကိုယွင်းလာမယ်နော်ယုတ်ခန္ဓာကတနည်းအားဖြင့်ဟာနှလုံးတွေဖောက်လာမယ်သွေးကြောတွေပိတ်လာမယ်ဟာလာလေးဖြတ်လာမယ်ဟာလာအဆုတ်ကင်ဆာတွေဖြစ်လာမယ်နှလုံးကင်နှလုံးတွေဖြစ်လာမယ်အသည်ကင်ဆာတွေဖြစ်လာမယ်ဥမာရေးကင်ဆာတွေဖြစ်လာဒါကကျွန်တော်တို့မြင်မှုတ်ကိုဖျားခင်ပေးထားသောအတိုင်းတာအတိုင်းပဲ ။နော်အဲ့ဒီထဲမှာမှကျွန်တော်တို့ကဂယုမဆိုင်ဘူး။ဟာလာကျွန်တော်တို့ဖြစ်ကြရဆန်အသက်ရှင်တယ်။နော်အေးတွေအပူတွေမမြတ်တအောင်ကျွန်တော်တို့နေတယ်။ဆိုရင်လည်းပဲကျွန်တော်ရုပ်ခန္ဓာကြီးဘုရားသခင်သတ်မှတ်တော်1 90ကိုကျွန်တော်မရောက်နိုင်။မရောက်နိုင်တဲ့အခါမှာမော်တော်ကားစည်းလို့ပေါ့ကျွန်တော်တို့အသုံးပြုတဲ့အခါမှာဂယုဆိုင်တော့အုံနာပိုင်ရှင်ကတော့ဖြစ်ရင်ကားကတက်တန်းရှိတဲ့အထိအသုံးပြုလို့ရတယ်။ဒီနေ့ကျွန်တော်မြေမုတ်ခန္ဓာဧည့်သည်ဆိုရင်မြေမုတ်ခန္ဓာကတော့ကျွန်တော်ဒီနေ့ သေးသေးချာချာဂယုမဆိုင်ရင်လည်းကျွန်တော်တက်တမ်းမကုန်ဘူးသွားတာပါပဲဥမာအိမ်တဲ့အိမ်ပေါ့နော်အိမ်တဲ့အိမ်ကျွန်တော်တို့ဟိုအတုံးမပြူတော့ဘူးဆိုပါစို့အဲ့ဒီအိမ်တဲ့ကျွန်တော်ပြစ်ထားလိုက်တဲ့အခါမှာမကြခင်မှာပဲဆွေးမြေ့ယိုယွင်းကုန်တာဒီသဘောပါပဲကျွန်တော်တို့ရုပ်ခန္ဓာဒီကျွန်တော်တကယ်ကိုဂယုဆိုင်ပြီးတော့အစားအသောက်တွေမျှတအောင်စားရမယ်အဲ့ရေးတွေမျှတအောင်ကျွန်တော်တို့အိပ်ရမယ်ဟာလာအစားအသောက်စားတဲ့အခါမှာလဲစီးတယ်ဟာလာနောက်ထပ် အချိုးတွေအားလုံးကျွန်တော်မြတ်မြတ်တတကျွန်တော်စားတော့ဒါကိုဘုရားခင်ကဒါကြောင့်မို့ဖန်ဆင်းခြင်းလက်ရာတွေကနေကျွန်တော်အချိုးအခါအားလုံးပေါ့နော်စီအားလုံးတကယ်ကျမ်းစာမှာစီစားကျူးတဲ့လူဘုရားခင်မနဲ့တက်နော်အမေသာစားကျူးတဲ့လူဘုရားသခင်မနဲ့တက်နော်ဒါတွေကျွန်တော်တွေ့နောက်ဇပိရေတောက်ကျူးတဲ့လူဘုရားသခင်မနဲ့တက်ဒါကြောင့်မို့ချစ်တော်ဓမ္မမေရှင်ဒီနေ့ကျွန်တော်တို့ဒီရှာလန်ဆရာကဲ့သို့လောကမှာနော်ရောက်လာကြတယ် ဲ့တယ်ဆိုတော့ကျွန်တော်မမေ့ထားဘူးเนาะဧည့်တယ်ဆိုတော့အချိန်တိုင်းပြန်ရမယ်။ရောက်ဘဲအိမ်ကိုပြန်မလဲတဲ့เนาะအဲ့ဒါတော့အရေးကြီးတယ်။ဒါ final ရောက်ပြီဒီနေ့နှုတ်ဘတ်တော်ကเนาะတယောက်ဘုရားသခင်ရဲ့မိမိနဲ့တပါးဒီတော့သားတော်ကိုစွန့်တော်မူသောเนาะသူယေရှုခရစ်တော်ယုံကြည်လက်ခံတော်သူဟာသာရအသက်ရမယ်။เนาะဒါလေးတစ်ချက်နဲ့ညုံချုပ်ခြင်းနော်ဘုရားခင်သားတော်ကိုယုံကြည်တော်သူအပေါင်းတို့ဒီပြည့်စည်ခြင်းတို့မရောက် ထာဝရအသက်ကိုရစေခြင်းကမိမိ၌တပါးရောသားတို့ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားအပေါင်းတို့ကိုချစ်တော်မူ၏နော်ဒီကနေ့လောကီသားဆိုတာခရိယန်ဂျူးအင်္ဂလိပ်လူဖြူလူမဲမပြောပါဘူးနော်လောကီသားတဲ့ကဘာပေါ်မှာဘုရားသခင်ဖန်ဆင်းထားပြီးကဘာကြီးထဲမှာရှိနေသောပုရုဇဉ်လူသားအလုံးကိုဘုရားသခင်ရည်ညွှန်းပြီးပြောတာဖြစ်ပါတယ် ရောက်ဒီနေ့ထိုဖျားသည်ဘာသာတရားဖျားမဟုတ်ကြောင်းဒီနေ့ဧည့်သည်မြေမှုဖြစ်တဲ့ကျွန်တော်ကသိဖို့ဖြစ်တယ်။နော်ကျွန်တော်ဝိညာဉ်ခန္ဓာသည်တနေ့ဘုဒ္ဓစီကိုပြန်မလဲနော်ဖျားရှိတဲ့နေရာပြန်မလားအောက်ရသို့ဟာမရဏနိုင်ငံသို့တော့ကတ်နဲ့လောင်သောမိငရဲ့အိုင်တဲ့သာရမဏေရှိတဲ့နေရာကိုပြန်မလားဒီနေရာကိုတော့ကျွန်တော်တို့ဧည့်သည်ဖြစ်စဉ်ခါဟာလာမြေမှုခန္ဓာနဲ့ချိတ်ဆက် နေထိုင်နေသေးသော အချိန်အခါမှာကျွန်တော်ရွေးချယ်ဖို့ဖြစ်ပါတယ်။တော့မြင်းမုတ်ခန္ဓာနဲ့ကျွန်တော်တို့ကွဲကွာသွားရင်တော့ကျွန်တော်ရွေးလို့မရတော့ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတရက်မြင်းမုတ်ခန္ဓာကိုကျွန်တော်ရေဝေးပို့ရမယ်။ထိမ်မင်းပို့ရမယ်။ကျွန်တော်ရွှေပိသားဆိုတော့ကျူချောင်ပို့ရမယ်။အဲဒီသုတ်တံကိုတော့အားလုံးပို့ရစမြဲပဲ။ဒါကတော့မြင်းမုတ်ခန္ဓာ။ဒါပေမဲ့တကယ်ပဲဝိညာဏခန္ဓာကတော့ဖြစ်ရင်ဘုရားသခင်ကသူ့စီကိုပြန်လာဖို့လိုလို့ရှိတဲ့အတွက်တပါးရီတော့သားတော်ကို လောကကိုဆေလွတ်ပြီးလူဇာတိခံယူခိုင်းပြီးကိုးလလွယ်ဆေလဖွားခိုင်းပြီးတော့မှလူကဲ့သို့ဇာတိခံယူပြီးဘုရားသခင်ရှေ့လူရှေ့မှာအစဉ်ကြီးပြန်ကြီးပြန်ပြီးသက်တော်30မှာဟာလာမဟာမှုတော်များလုပ်ငန်းကြီးတွေကိုကဲတင်ချင်းလုပ်ငန်းကိုသူဒီသက်တော်30မှာဟာလာ3နှစ်ဆွဆွားမှာပဲလက်ဝါကားနေတော့ဘုကိုဒီနေ့လောကီသားများအားလုံးအတွက်အပြစ်ကြွေးကိုဆက်ဖို့ဘုရားသခင်သူ့ကို မဟာရှိခိုင်းခဲ့တာဖြစ်တဲ့အတွက်သခင်ရှုခရစ်တော်ဒီလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကထိုအမှုကိုပြီးစီအောင်တောင်းကြည့်အောင်လောကီသားအလုံးအတွက်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်လက်ဝါကားတိုင်းတော့အားဖြင့်ရထို့အရာကိုယုံကြည်လက်ခံတော့ဒီကနေ့လောကီသားအလုံးเนาะဒီနေ့ကဲတင်ခြင်းရရှိတာဖြစ်တယ်သာရအသက်ရတာဖြစ်တယ်เนาะသာရကာလမှာဘုရားနဲ့အတူနေရမှာဖြစ်တယ် ်မြေမုတ်ကသက်တမ်းရှိတဲ့အတွက်ထာဝရကာလကိုအဲ့ဒီမြေမုတ်ခန္ဓာကျွန်တော်တို့သိဆောင်သွားလို့မရပါဘူးအားလုံးထားခဲ့ရမှာဖြစ်ပါတယ်ထားခဲ့ရမှာအထဲမှာကျွန်တော်တို့ပိုင်ဆိုင်တဲ့အရာတွေကျွန်တော်တို့ခင်တွယ်တဲ့အရာတွေကျွန်တော်တို့ခင်တွယ်တဲ့သူတွေအားလုံးအားလုံးကျွန်တော်လောကမှာရှိရှိသမျှကျွန်တော်ပိုင်ဆိုင်သမျှအရာအားလုံးကိုကျွန်တော်တို့တနေ့မထင်မှတ်တဲ့နေ့မှာအမှတ်တမဲ့နေ့မှာကျွန်တော်တို့ဟိုဘုံစာကြီးလို့ကျွန်တော်ထားခဲ့ရမှာဖြစ်ပါတယ်ချစ်တော် ညီကိုမောင်မောင်တယောက်ကျွန်တော်တို့ဒီဧည့်သည်ဖြစ်ကြောင်းကိုဒီနေ့ဆက်လန်ဆရာကဲ့သို့ဒီဒီသဘောပေါက်ပါလောကမှာနေတဲ့အခါမှာဘုရားသခင်ရဲ့ပြည့်ညတ်တော်အတိုင်းဘုရားစကားအတိုင်းဘုရားသခင်အလိုတော်အတိုင်းကျွန်တော်တို့လောကမှာမေတ္တာသဘောတဘာဝနဲ့ကျွန်တော်အသက်ရှင်နေထိုင်မှုဖြစ်တယ်တယောက်ဆက်လန်ဆရာကပြည့်ညတ်တော်ကိုဝတ်မထားဖို့ပြောပါတယ်အဲ့ဒီအပေါ်မှာကျွန်တော်ဒီသက်တမ်းကုန်လို့ဧည့်သည်မြေမှုတ်ကိုထားခဲ့ပြီးနောက်မှာ 差不多干了都过来看嘛，今个路好了，哦，过庙前也再当再打西公园，人少快找个。我来又被蛮多包路，阿昌路、老家，我的青塔北门是吧？说老家也青塔么？太过，个呢，这么容易说，好了，爱在拍到，等着我，青塔北京路，每年那看呢，每年看那个北京路这图片的今个路哦，好拍你了，这把。 ထိုဖျားကိုယုံကြည်လက်ခံတော်သူတိုင်းဧည့်သည်ဖြစ်ပေမဲ့ကျွန်တော်ဒီသေးချာရေးရတော်ဘဝကို ပိုင်ဆိုင်တော်သူဖြစ်ပြီလောကမှာဧည့်သည်ဖြစ်ခြင်းကိုဝမ်းနည်းစရာမရှိတော့လောကမှာဧည့်သည်ဖြစ်ခြင်းကို ထားခဲ့ရမယ့်အရာတွေဝမ်းနည်းစရာမရှိတော့နော်ပိုင်ရှင်ဖျားစီကိုကျွန်တော်ဒီသာရကာလဘက်ကိုကူးမြောက်မယ်သူဖြစ်တယ်ဆိုတော့ဒီနေ့ဧည့်သည်ဖြစ်ကြောင်းကိုပြန်လည်သိမြင်စေဖို့နှုတ်ကပတ်တော်အားဖြင့်မြတ်တာဖြင့်အနေငယ်ဝေခပါအရောက်ရှိတိုင်း चाद के जी पे बाजे